မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးတုံသတ်ဖို့ပြလဲဆုံးတွေ့ကြပါပြီဒီတစ်ခေါက်စိတ်ဝင်စားစရာအကြောင်းအရာကတော့ကိုရင်းသွောအော်ဒါစာဒုတိယဆောင်အခန်းကြီး6ပဲဖြစ်ပါတယ်ဒီအကြောင်းအရာအထွတ်ကျွန်တော်တို့အဓိကမြင်ညာဖြူထားတာကတော့ The Wise Believers မှာပြုစုပြင်ထားတော့အချက်လက်များဖြစ်ပါတယ်ခင်ဗျာကဲဒီအခန်းကြီးတဲကအရေးကြီးတဲ့အနှစ်သာရတို့ကိုတစ်ချက်ကြည့်လိုက်ကြအောင်ဟုတ်ကဲ့ပါဒီအခန်းကြီးကတကယ်လို့လေအမတန်အားရှိတဲ့အချက်တွေစုစည်းနေတာ အဓိကကတော့ဖခင်ရဲ့ကျေးဇူးတော်ပေါ့အဲ့ဒီကျေးဇူးတော်ရထားသူတွေအနေနဲ့ဘလို့တုံ့ပြန်မလဲပြီးတော့အမှုတော်ဆောင်ခြင်းဆိုတာတကယ်တမ်းပါလေနောက်ဆုံးတစ်ခုကတော့ယုံကြည်သူတယောက်ဒီလောကမှာတန်ရှင်းစင်ကြဖို့ဘလို့ရည်တည်မလဲဆိုတဲ့ဟိုအခြေခံကြတဲ့လမ်းညွှန်းချက်တွေပေးထားတာတွေ့ရမှာပါဟုတ်ပြီအခန်းကြီး6ရဲ့အဓိကအကြောင်းအရာကိုစကြည့်အောင်အယမင်မှာကြည့်ရတော့တော့အပိုင်းထုံးပိုင်းခွဲပြထားတာတွေ့ထားမိတယ်ပရမပိုင်းကကျေးဇူးတော်ကို အလားအလာမဖြစ်စေဖို့အရေးကြီးကြီးပြောတာတာနော်ဟုတ်ပါတယ်လူကြီးရပိုင်းကတော့အဲစစ်မှန်တဲ့အမှုတော်ဆောင်ရဲ့လက္ခဏာတွေအတားတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့တတိယပိုင်းကလောကနဲ့ခွဲခွာဖို့တန်ရှင်းဟုတိုက်တွန်းကြတဲ့အဆုံးတတ်ထားတယ်မှတ်ပါတယ်ဒီအချက်၃ချက်ကတီးခြားစီမဟုတ်ဘူးနော်တစ်ခုနဲ့တစ်ခုချိတ်ဆက်နေပုံကအရေးကြီးတယ်ဆိုလိုတာကကျေးဇူးတော်ကိုတကယ်နားလည်ရင်အဲ့ဒီနားလည်မှုကအမှုတော်ဆောင်ခြင်းစိတ်တန်ရှင်းခြင်းစိတ်ကိုဖြစ်ပေါ်စေတာอืม อืมဟုတ်တယ်လေကျေးဇူးရှင်ဖះကတန်ရှင်းတော့သူ့ကျေးဇူးကိုတကယ်တမိုးထားရင်ကိုလည်းတန်ရှင်းချင်လာတာမျိုးပေါ့အဲ့ဒီဆက်ဆက်မှုလေးကစိတ်ဝင်စားဖို့ကောင်းတယ်ဒါဆိုပထမအပိုင်းအခန်းငယ်17နဲ့1ကျေးဇူးတော်ကိုအချီးအနှီးမခံဖို့တိုက်တွန်းချက်ကိုအရင်ကြည့်အောင်ဒီမှာရှင်ဘောလူတို့ကသူတို့ကိုတူတော့အတူတူကလော့ဆောင်တော့သူများလို့တုံထားတာကအဲအတိပဲရှိတယ်နော်ဟုတ်တယ်သူတို့ကဖះရဲ့အမှုတော်မှာပါဝင်နေသူတွေဆိုတဲ့သဘော ။ဟုတ်တယ်။ပြီးတော့ကိုရင်းတုတွေကိုခမားတို့ရထားတဲ့ဒီကျေးစုကိုပေါ့ပေါ့ဆဆမထားကြနဲ့။အလအတာမဖြစ်စင်းနဲ့လို့တောင်းပန်နေတယ်လေတံမျိုး။အထူးသဖြင့်အခန်းငယ်နှစ်ကရရေးကြီးတယ်ဟေရှာယာကိုကိုးကားထားတာလေ။ယခုပင်ကျေးစုတော်ကိုခံရတော့အချင်းဖြစ်၏။ယခုပင်ကဲတင်ချင်းနေ့ရဖြစ်၏ဆိုတာ။ဟွန်း။ဒါကရိုးရိုးပြောတာမဟုတ်တော့ဘူး။အချင်းဆွဲလို့မရတော့ဘူး။ကဲတင်ချင်းကိုလက်ခံဖို့အကောင်းဆုံးအချင်းကအခု ဒီအချိန်မဲ့ဆိုတော့အရေးဒီဖြစ်မှုကိုပြနေရဟုတ်ကဲ့ယခုဆိုတဲ့စကားလုံးကိုအလေးပေးထားတာပဲအဲ့ဒီလိုပဲအခွင့်အရေးကိုလက်လွတ်မခံဖို့တိုက်တွန်းတာကောင်းပြီဒီလိုတိုက်တွန်းပြီးတော့ဒုတိယအပိုင်းအမှုတော်ဆောင်ခြင်းရဲ့တယုတ်မှန်ကိုပြတဲ့အမှတ်အသားတွေအခန့်ငယ်သုံးစာပေါ့ဒီမှာလဲစိတ်ဝင်စားဖို့ကောင်းတာကရှင်ပေါလုကသူတို့အမှုတော်ဆောင်တာဘာလို့မအကစ်ပြောစရာမရှိအောင်တတိထားတယ်ဆိုပြီးငယ်သုံးသူတို့စစ်မှန်ကြောင်တက်တည်ပြတဲ့ရတဲ့ကိုချားရက်ထားတာကအံ့ဩစရာပဲဟုတ်တယ်လေကျွန်တော်တို့ထင်လို့ အောင်မြင်မှုတွေချီးမွမ်းခံရတာတွေမဟုတ်ဘဲနဲ့ဆင်းရဲဒုက္ခတွေကိုကြံ့ကြံ့ခံတာတွေဖြစ်နေတယ်။อืมอืมတိခံခြင်းဒုက္ခဆင်းရဲအကျက်တည်းရိုက်ခံရတာထောင်းကြတာငတ်တာအထိပဲ။ဒါတွေကဘယ်လိုလို့အမှုတော်ဆောင်ကောင်းရဲ့အမှတ်အသားဖြစ်မလဲလို့ဟိုမေးเสียပါတော့။အဲဒါတကယ်တော့လောကအမြင်နဲ့ဆန့်ကျင်ပဲပဲ။ လောကမှာတော့ဒါတွေကရှုံနေတာအားနေတာပေါ့ဟုတ်တာပေါ့ဒါပေမဲ့ရှင်ဘောလူကတာကိုပြောင်းပြန်လံပြလိုက်တာဒီလိုဒုက္ခတွေကိုကြံ့ကြံ့ခံနေတာကသူတို့ယုံကြည်ခြင်းကအပေါ်ယံမဟုတ်ဘူးတကယ့်စစ်မှန်မှုရဲ့တသက်ပဲဆိုတာကိုပြတာอืมဒါပေမဲ့ဒုက္ခခံနိုင်ရုံနဲ့မပြီးသေးဘူးအဲ့ဒီဒုက္ခကြားထဲမှာဘလို့စိတ်တဘောနဲ့တွန့်ပြန်လဲဆိုတာအရေးကြီးတယ်။ဒါဆိုကောင်းတဲ့အရေးတွေးတွေတန်ရှင်းခြင်းဉာဏ်ပညာဒီခန့်ခြင်းကျင်နာခြင်းတန်ရှင်းသောဝိညာဉ်တော့ စစ်မှန်တဲ့မေတ္တာစတာတွေနဲ့တွေ့ရမှာဟုတ်ကဲ့ဟုတ်ကဲ့ဆင်းရဲဒုက္ခနဲ့ကောင်းမြတ်ခြင်းပေါင်းစပ်မှုပေါ့အဲ့ဒီပေါင်းစပ်မှုကမှဖရာရဲ့တန်ခိုးကိုထင်ရှားစေတာအဲ့ဒါပြင်လေကျွန်တော်ကိုတကယ်ဆွဲဆောင်တာက အခန်းငယ်ရှေ့ဖဏီစီမှာပါတဲ့စံချံပဲအခြေအနေတွေပဲ paradoxes တွေပေါ့အာဟုတ်တယ်မထင်ရှားပေမဲ့ထင်ရှားတယ်တေလိုနီးပေမဲ့အသက်ရှင်တယ်ဝမ်းနေပေမဲ့ဝမ်းမြောက်တယ်ဆင်းရဲပေမဲ့သူများကိုကြွယ်ဝစေတယ် ဘာမှမရှိပေမဲ့အကုန်ပိုင်တယ်ဆိုတာတွေဒါတွေကဘလို့ဖြစ်နိုင်မှာလဲနားလည်ရခက်တယ်လို့ပဲဟွန်းဒါတွေကခရစ်ချန်အသက်တာရဲ့နည်းနည်းတဲ့အမှန်တရားတွေလို့ပြောရမယ်လောကရဲ့ပေဒံနဲ့တိုင်းလို့မရဘူးဆိုတတ်ရင်ဘုရားရဲ့နိုင်ငံတော်မှာအရာရာကလောကနဲ့ပြောင်းပြန်ဖြစ်နေတတ်တယ်ဥပမာတစ်ခုလောက်ဟုတ်ကဲ့ဥပမာလောကမှာလူမသိပေမဲ့ဘုရားအတွက်အသက်ရှင်ရင်ဘုရားရှိခိုးမှာထင်ရှားတယ်ဒုက္ခတွေကြောင့်တေလို့မျောဖဖြစ်နေပေမဲ့ ခရစ်တော်ကြောင့်ထာဝရအသက်ရှင်နေတော့ဝိညာဉ်ပိုင်းမှာအသက်ရှင်နေတာပေါ့။ဟွန်းဟွန်း။လောကအရာကြောင့်ဝမ်းနည်းစရာရှိနိုင်ပေမဲ့ဖျားပေးတဲ့ဝမ်းမြောက်ခြင်းကအတွင်းထဲမှာအမြဲရှိနေနိုင်တယ်။ဟုတ်ကဲ့။ကိုယ်တိုင်းပစ္စည်းမရှိပေမဲ့ကိုဝင်းကားတဲ့တည်င်းကောင်းကြောင့်သူများတွေဝိညာဉ်ရေးရာချမ်းသာသွားစေနိုင်တယ်။ဟုတ်ကဲ့။ကိုယ်မှာဘာမှမရှိသလိုဖြစ်နေပေမဲ့ခရစ်တော်နဲ့အတူအရာအလုံးကို အမွေခံရလို့အကုန်ပိုင်ဆိုင်သူဖြစ်နေတာ။အဲဟောစီရပဲတကယ်ကိုလောကတမိုးစနစ်ကိုစင်ခိုလိုက်တာပဲ။အဲ့ဒီလိုဆိုရမှာပေါ့။ ဖျားရဲ့ဂျေဇူးတော်နဲ့တန်ခိုးကလောကအကန့်အသတ်တွေကိုဘလို့ကြော်ပြီးအလုတ်လုပ်နေလဲဆိုတာကိုဖျားတာတကယ်ကိုအသွေးပြောင်းမြန်လမ်းရမယ့်အချက်တွေပဲကဲနောက်ဆုံးတတိယအပိုင်းကိုသွားရအောင်စိတ်နှလုံးခွင့်ဖို့နဲ့လောကနဲ့ခွဲခွာဖို့အခန့်ငယ်78ဒီပိုင်းမှာရှင်ပေါ်လူရဲ့လီသန်ကပို့ပြီးရင်းနှီးသွားတယ်လို့ပဲဟုတ်တယ်ပို့ပြီးပုကူရေးဆန်းလာတယ်သူကကောရင်သူတွေကိုငါတို့ကမင်းတို့ကိုစိတ်ထဲရှိတဲ့အတိုင်းပြောနေရမင်းတို့ဘက်ကသာစိတ်ကျင်းမြောင်းနေတာငယ်77ဆိုပြီးပြောထားတယ်အင်း တို့ကြားကအစ်စ်မပြေမှုတွေကိုပြန်ပြီးပြေလဲစေခြင်းတဲ့ဘောဟုတ်တယ်အဲ့လိုရင်းရင်းနီနီတိုက်တွန်းပြီးမှအဓိကအချက်ကိုပြောတော့တာအတီးကြပဲအခန်းငယ်14မှာလေမယုံကြည်သောသူတို့နဲ့မတူသောထမ်းဖို့ကိုမထမ်းကြနဲ့ဆိုတာဒီစကားကတော်တော်အားပါတယ်မတူသောထမ်းဖို့ဆိုတာဘာလို့ဆိုလိုတာလဲခင်ဗျာအဲလေထုံးတဲ့အခါအာမတူတဲ့နွားနှကောင်ကိုထမ်းဖို့တခုတည်းမှအတူတူခြီလိုက်လို့ပေါ့ အစင်မပြေဘူးလေတကောင်ကတကောင်ကိုဆွဲထားမယ်လမ်းလွဲကုန်မယ်ဟုတ်ကဲ့အဲ့ဒီလိုပဲဝิญဉ္ဇီရမှာအခြေခံတဘောတရားဥကြည့်ချက်လုံးဝကွဲပြားတဲ့ယုံကြည်သူနဲ့မယုံကြည်သူဟာဝิญဉ္ဇီရမှာအတူတူပေါင်းဖက်လို့မဖြစ်ဘူးအန်ဒီရရှိတယ်လို့တတိပေးတာရှင်းသွားပြီ ပြီးတော့ဘာလို့လဲဆိုတာကိုစန့်ကျင်ဘက်အတွဲဒီနဲ့ထပ်ရှင်းပြတယ်လေဖြောင်းမတ်ချင်းနဲ့မတရားမှုအလင်းနဲ့မောင်းမိုင်းခရစ်တာနဲ့ဗီလီယာလာမာနက်ယုံကြည်သူနဲ့မယုံကြည်သူဟုတ်တယ်နောက်ပြီးဖျားရဲ့ပိမှန်တော်နဲ့ယုံတုဒါတွေတော့လုံးဝရောလို့မရဘူးတဘောတူလို့မရဘူးပေါ့ဒီဒီမှာအခန်းကြီး16ကတင်တို့ဒီအသက်ရှင်တော်မူသောဖျားသခင်ကြီးပိမှန်တော်ဖြစ်ကြ၏ဆိုတာတော်တော်လေးအားရှိတယ်အမတန်အားရှိတဲ့စကားပဲဒါကယုံကြည်သူရဲ့အစဉ်အတန်းနဲ့တာဝန်ကိုပြတာ ဟုတ်တယ်။ကိုကဖျားကိန်းဝတ်တဲ့ပိမှန်ဆိုတဲ့အတွေ့အကြုံ။ဒါကြောင့်မဲတန်ရှင်းဖို့ခွဲခွာဖို့လိုတာပေါ့။ငါတို့ကရိုးရိုးလူတွေမဟုတ်တော့ဘူး။ဖျားရဲ့အိမ်တော်ဖြစ်နေပြီ။ဟွန်း။ဒါကြောင့်ရှင်ပေါင်းလူကဓမ္မဟောင်းကျောင်းကိုကိုးကားပြီးထပ်ပြောတယ်လေ။သူတို့အထဲကထွက်ပြီးခွဲခြားကြတော့မြညို့တော့အရာကိုမထီမတွေးကြနဲ့ဒါဆိုရင်ကလက်ခံပြီဆိုတာမျိုးပေါ့ဒီခွဲခြားခြင်းဆိုတာကရုပ်ပိုင်းဆက်ဖြတ်ဖို့လားဒါမို့အဓိကကတော့ရုပ်ပိုင်းထဝိညာဉ်ရဲ့စာရိတ်တ ဖျားဝုပြုမှုပိုင်းမှာလောကရဲ့မှားယွင်းတဲ့လမ်းစဉ်နဲ့အကျင့်နဲ့မရောရွက်ဖို့ဖျားရွဲ့တီးထန့်ဖြစ်နေဖို့ပြောတာတဘောပါပါပြီဖျားကသူ့ရဲ့တန်ရှင်းတဲ့ဘိမာမှာအငင်းအကျင့်နဲ့အတူနေမှာမဟုတ်ဘူးလေကောင်းပါပြီအခုဒီအခန်းကြီးတစ်ခုလုံးကိုလေ့လာပြီးပြီဆိုတာလေဒီနေ့ဒီကျမ်းစာကိုဖတ်တဲ့သူတွေအတွက်လက်တွေ့ဘာတွေစင်ကျင်စရာရနိုင်မလဲပထမဆုံးဂျေဆုတော်နဲ့ပတ်သက်ပြီးဘာပြောချင်လဲဂျေဆုတော်တော့အလကားရပါမယ်ပေါ်ပေါ်ဆက်ဆက်သဘောထားလို့မရဘူးဆိုတာပထမအချက်ပဲ ဟုတ်ကဲ့အဲ့ဒီဂျေဇူးကိုလက်ခတာက အစပင်ရှိသေးတယ်အဲ့ဒီဂျေဇူးကိုအကျိုးရှိရှိတုံးပြောင်မို့တာဝန်ရှိလာပြီတာဝန်ရှိတယ်ဆိုတော့ဟုတ်တယ်လက်တွေ့မှာဆိုရင်ယခုပင်ကဲ့တင်ခြင်းနဲ့ဆိုတော့ကဲ့တင်ခြင်းကိုအခုလက်ခံဖို့နောက်ပြီးဂျေဇူးတော်ကြောင့်ဆိုပြီးအပိထမဆက်မနေပဲတန့်ရှင်းဖို့အမှုတော်ဆောက်ဖို့စူးစမ်းရမယ် ကျေးဇူးတော်ကလိုင်စင်မဟုတ်ဘူးတာဝန်ပေးမှုဖြစ်တယ်မှန်ပါတယ်ဒုတိယအစင်ချင်းဆရာကတော့အမှုတော်ဆောင်ခြင်းသို့မဟုတ်ခရိယံအသက်သားရဲ့တယုံမှန်ပေါ့ဒီအခန်းကိုဖတ်ရင်ခရိယံဖြစ်ရတာလွယ်လွယ်ကိုကိုချမ်းချမ်းသာသာဆိုရက်အတွေးမျိုးတော့မဟုတ်တော့ဘူးလုံးဝမဟုတ်ဘူးစင်ရဒုက္ခတီအခက်ခဲတွေကအစစ်ပိုင်းတစ်ခုပဲဒါပေမဲ့အဲ့ဒီအနုံလက္ခဏာတွေကြားထဲမှာပဲအပေါင်းလက္ခဏာတွေဝမ်းမြောက်ခြင်းကြွယ်ဝစေခြင်း အသက်ရှင်ခြင်းတွေရှိနေနိုင်တယ်ဆိုတာပဲအဲ့ဒါကြောင့်ကိုးတက်တာမှာကြုံရတဲ့အခက်အခဲတွေကိုရှုမြင်မှုပြောင်းဖို့လိုရဲ့ဒါတွေကဖျားစွန်ပစ်ထားတာမဟုတ်ပဲယုံကြည်ခြင်းစစ်မှန်ကြောင်းပြဖို့ဖျားရဲ့တောင်မိုးထင်ရှားဖို့အခွင့်ရေးတွေဖြစ်နိုင်တယ်ပေါ့ဟုတ်ကဲ့ရှင်ပေါလုရဲ့ paradoxes တွေကိုတရိယာရမယ်မှန်ပါတယ်အပြင်းမကြီးနေတဲ့နဲ့ကိုတောင်မိုးကိုမဖျက်ဖဲဖျားနဲ့ဆက်ဆံရေးသူ့အပေါ်တစ္ဆာရှိမှုနဲ့ပဲတိုင်းတားရမယ်နောက်ဆုံးအရေးကြီးတဲ့အချက်ကတော့ မတူသောထံပိုးနဲ့တန်ရှင်းသောဖီမန်တော်ကိစ္စပဲယုံကြည်သူနဲ့လောကဟာဝိညာဉ်ရမှာအခြေခံကြကြကွဲပြားတယ်တံပိုးထားမှုဥဒိချက်မတူဘူးဆိုတာကိုထပ်သတိရစေတယ်ဟုတ်တယ်ဒါကြောင့်ဖျားကင်းကိုရဗီမန်ဒီအနေနဲ့မှောင်မိတ်နဲ့ဆိုင်တဲ့အရာတွေနဲ့ခွဲထွက်ဖို့လိုအပ်တယ်ဆိုတာကိုထပ်အလေးပေးတယ်လက်တွေ့မှာဆိုရင်လေဒီမထူတော်ထံပိုးမှုကိုကိုယ့်ရဲ့ဆက်ဆံရေးဒီအားလုံးမှာတတိထားဆင်ခြင်ဖို့လိုတယ်ဥပမာအထူးသဖြင့် ိမ်ထောင်ဖက်ရေးချယ်တာစီမားရေးပူပေါင်းတာဘာသာရေးပူပေါင်းမှုလေမှာပေါ့ကို့ယုံကြည်ခြင်းကိုအားနည်းစေမဲ့ဖျားနဲ့ဝေးစေမဲ့ဖျားနာမည်ကိုအသေးသေးပြစ်ဆွင်မဲ့ပေါင်းဖက်မှုမျိုးကိုတတိထားရှောင်ရမယ်ဒါကကို့ကိုကားခွေတာပေါ့ဟုတ်တယ်တခုကောင်းစံတာမဟုတ်ဘူးဖျားရဲ့တန်ချင်းနဲ့ပိမှဖြက်ကို့ကိုကိုစောင့်ထိန်တာကို့ရဲ့အจิตအသွေးအလုပ်တိုင်းမှာဖျားကိန်းဝတ်ဖို့တင့်တော်ရဲ့လားဆိုတာအမြဲစဉ်းစစ်နေရမယ်ကောင်းပါပြီ ီနေ့ဆွေးနွေးခဲ့တာတွေကိုအချင်းချုပ်ရာရင်တော့ဂျေဇုတော်ကိုအချင်းကြီးမဖြစ်စေပဲအချင်းကြီးတုံ့ပြန်ဖို့ခရိယံအတ္တတာဆိုတာဒုက္ခတွေကြားကဖရာရဲ့ထူးခြားတဲ့တန်ကိုးနဲ့ကြွယ်ဝမှုကို ပြတာဖို့ပြီးတော့ဖရာရဲ့ပေးမန်တော်တွေဖြစ်တဲ့အတွက်လောကရဲ့ညှဉ်းညွတ်မှုတွေကနေခွဲခွာတန်ရှင်းဖို့လိုအပ်တဲ့စွာတွေပါပဲဟုတ်ကဲ့နောက်ဆုံးအနေနဲ့နားထောင်နေသူတွေစဉ်စဉ်းစားဖို့အတွေ့အလေးတခုထားခဲ့ခြင်းပါတယ်ဟုတ်ကဲ့ပြောပါခင်ဗျဒီအခန်းကလောကနဲ့ခွဲခွာဖို့ ညှိညိုးတာကိုမထိဖို့အရန်ပြက်တောက်စွာပြောထားတယ်နော်သူတို့အထက်ကထွက်ကြလော့ဆိုတာအားပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းယုံကြည်သူတွေကဒီလောကအထက်မှာပဲနေပြီးလောကအတွက်အလင်းနဲ့စားဖြစ်ဖို့လဲခေါ်ထားတယ်อืมဟုတ်တယ်ဟန်ချက်ညီဖို့လိုအပ်တာဗောအလားပဲဆိုတော့မေကုန်ကလောကရဲ့ညဉ့်ညူမှုတွေနဲ့မရောရက်ပဲတန်ရှင်းစွာခွဲခွာနေရင်းနဲ့ တပြိုင်နက်တည်းမှာပဲဒီလောကကိုအကောင်းဘက်ကနေဘလို့လွှမ်းမှုမပေးနိုင်မလဲစဉ်းစားစီရပဲဖရာရဲ့တန်ရှင်းတဲ့ဒီမောင်တော်အဖြစ်ဒီလောကထဲမှာတက်တဲ့ခံအသက်ရှင်တယ်ဆိုတာကိုဘလို့လက်တွေပြကြမလဲဒီခွဲခြားခြင်း separation နဲ့ထိတွေ့လွှမ်းမှုခြင်း engagement ဆိုတဲ့ဟန်ချက်ကိုကိုယ့်ရဲ့နေ့စဉ်အသက်တာမှာဘလို့ရှာဖွေကျင့်သုံးကြမလဲဆိုတာကိုဆက်ပြီးစဉ်းစားကြည့်ဖို့တိုက်တွန်းရင်ဤကုန်းချုပ်ခြင်းပါလဲ